ထိုင်းနဲ့ကမ္ဘောဒီးယားကြားနေဆက်ဒေသတင်းမာမှုမြင့်တက်နေချိန်မှာထိုင်းနိုင်ငံကနေဝယ်ယူတင်သွင်းတဲ့လောင်စာအလုံးကိုရန်နာမယ်လို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကဇွန်22ရက်ကပြောပါရယ် ပြီးကြတဲ့လကလာအိုထိုင်းနဲ့ကမ်ဘောဒီးယားနယ်စပ်တွေဆုံတွေ့တဲ့မြားသရိကန်ဒေတာလို့လူသိများတဲ့နယ်စပ်ဒေတာမှာထိုင်းနဲ့ကမ်ဘောဒီးယားစစ်သားတွေကြားအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့်ကမ်ဘောဒီးယားစစ်သားတအုပ်သေဆုံးခဲ့ပြီးနောက်ပိုင်းနှစ်နိုင်ငံတင်းမာမှုမြင့်တက်ခဲ့ပါတယ်။ထိုင်းနဲ့ကမ်ဘောဒီးယားစစ်တပ်တွေကတော့၎င်းတို့ဟာမိမိကိုယ်ကိုခုခံကာကွယ်ဖို့လှုံ့ဆော်ခဲ့တာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒီညသကောင်ရံကအစပိုင်းထိုင်းနိုင်ငံရဲ့လောင်စာနဲ့တငွေတင်ပို့မှုအလုံးကိုရန်နာရုံမှာပါလို့ဟွန်မာနက်က Facebook မှာရေးသားခဲ့ပါတယ်။ပြည်ရင်းလောင်စာနဲ့ တန်ွေဝယ်လို့အားကိုဖြည့်ဆည်းပေးဖို့စွမ်းအင်ကုမ္ပဏီတွေဟာတခြားအရေးမြင့်တွေထံကနေလောင်စာတွေကိုလုံလောက်စွာဝယ်ယူနိုင်စွမ်းရှိတယ်လို့၎င်းကဆိုပါတယ်။ထိုင်းနိုင်ငံဟာမြို့သားလုံခြုံရေးကိုအကြောင်းပြပြီးနှစ်နိုင်ငံနယ်စပ်ဒေသမှာရှိတဲ့ဖြတ်တန်းသွားလာတဲ့စစ်ဆေးရေးဂိတ်တွေမှာတားမြစ်ကန့်သက်ချက်တွေပြုလုပ်ခဲ့ပြီးကမ္ဘောဒီးယားကလည်းဇွန်22ရက်မှာနယ်စပ်ဂိတ်နှစ်ခုကိုပိတ်ထားခဲ့ပါတယ်။ဒါပြင်ကမ္ဘောဒီးယားနိုင်ငံသားတွေကိုလည်းမလိုအပ်ပဲထိုင်းနိုင်ငံကိုခရီးသွားခြင်းမပြုဖို့ကမ္ဘောဒီးယားနိုင်ငံသားရေးဝန်ကြီးဌာနကတိုက်တွန်းခဲ့ပါတယ် ထိုင်းရဲ့ကောင်စစ်ဝန်ရေးရာဌာနကလည်းကမ္ဘောဒီးယားနိုင်ငံတွင်းမှာရှိတဲ့ထိုင်းနိုင်ငံသားတွေအနေနဲ့ဆန္ဒပြမှုတွေဖြစ်ပွားနေတဲ့ဒေသတွေကိုတွားရောက်ခြင်းမပြုဖို့တတိပေးထားပါတယ်။